မေရိကန်ပြည်ထောင်စုသည်ဒုတိယကမ္ဘာစစ်အပြီးတွင်တရုတ်နိုင်ငံအားနျူကလ িয়ার လက်နက်ဖြင့်တိုက်ခိုက်ရန်အစီအစဉ်ရှိခဲ့မှုသည်1946ခုနှစ်တွင်တရုတ်ပြည်တွင်းစစ်အပြီးကွန်မြူနစ်ပါတီမှအနိုင်ရခဲ့ပြီးမြို့သားရေးအစိုးရအားထိုင်ဝမ်သို့ဆုတ်ခွာစေခဲ့သည့်အာရှတွင်ကွန်မြူနစ်အင်အားကြီးနိုင်ငံအသစ်တစ်ခုမြန်ဆန်စွာပေါ်ထွန်းလာမှုသည်အမေရိကန်ပြည်ထောင်စုအားစိုးရိမ်မှုများဖြစ်စေခဲ့ပြီးဤကြီးထွားလာနေသောချင်းချောက်မှုကိုဟန်တားရန်ရှာဖွေခဲ့သည် ဘိုချုပ်ကြီးဒေါက်ကလတ်မတ်အာတာပါဝင်အမေရိကန်စစ်တပ်မှအကြီးတန်းခေါင်းဆောင်များသည့်တရုတ်နိုင်ငံအားကျူးကျော်ရန်အစီအစဉ်တစ်ခုရေးဆွဲခဲ့သည့်ဤအစီအစဉ်တွင်အမေရိကန်စစ်တပ်အားတရုတ်၏ကမ်းရိုးတန်းတစ်လျှောက်တွင်ထိုင်ဝမ်စစ်တပ်နှင့်ပူးပေါင်း၍ကွန်မြူနစ် အစိုးရအားဖယ်ရှားရန်ဖြစ်သည့်အထူးသဖြင့်ပဋိပက္ခကိုအမြန်ဆုံးတက်ရန်နျူကလ িয়ার လက်နက်များအသုံးပြုရန်အဆိုပြုချက်များပင်ရှိခဲ့သည်တို့သောနောက်ဆုံးတွင်အစီအစဉ်အားဖျက်သိမ်းခဲ့သည် အမေရိကန်စစ်တပ်သည်ဒုတိယကမ္ဘာစစ်မှပြန်လည်နာလန်ထူနေဆဲဖြစ်ပြီးအမေရိကန်ပြည်သူများကလည်းအခြားစစ်ကြီးတခုတွင်ပါဝင်ရန်ပြင်းပြင်းထန်ထန်ကန့်ကွက်ခဲ့ကြသည့်အစိုးရအနေဖြင့်တိုက်ရိုက်ရင်ဆိုင်မှုအစားစစ်အေးတိုက်ပွဲကာလတလျှောက်တရုတ်ဩဝါစာလွှမ်းမိုးမှုကိုထိန်းချုပ်ရန်ဟန်တာရေးဖြူဟာများကိုအလေးပေးဆောင်ရွက်ခဲ့သည်